ဟုတ်ကဲ့မင်္ဂလာပါဗျာဒူရီ KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီညနေမှာတော့ကျွန်တော် break line လေးပေါ့နော် break တစ်လုံးနဲ့ကိုကျွန်တော်ပြကျင်တယ်ဗျ break line side လေးပေါ့အခုမှတော့ကကြိုက်နေတဲ့အိမ်တော့တုံးမြင်နော် ထမကျွန်တော်ဝန်ကြီးနှစ်ချင်းရတော့၃ညာငါအချင်းကို၉လေးနဲ့တွဲတာပေါ့နော်အဲ့ဒီဟာတော့ပြန်ကြရတော့များနေတယ်ပေါ့အဲ့ဒီ site ကတော့အခုကတော့ကျွန်တော် break line လေးပြမှာပေါ့နော်ဒီမင်္ဂလာပါဟုတ်ကဲ့မင်္ဗလာပါဗျာ တူးဒီမှာတော့ပိုင်ကန်တိုင်းရလို့တော့မရှိဘူးပေါ့နော်ကျွန်တော်တို့လည်းမြင်တာလေးကိုတော့အကောင်းဆုံးဖြစ်မယ်လို့ထင်တာလေးတွေပေါ့နော်ကျွန်တော်တို့ရွေးပြမှာပေါ့တော့ကလူပဲမနက်က9:00တောင်ကြောက်ထဲထိုးတာ3:00ညလေးထွက်သွားတယ်ဗျာဟုတ်ကဲ့ပြန်နော်ဝင်းကျင်မင်္ဂလာပါတာဟုတ်ကဲ့မင်္ဂလာပါဗျာ ော့ကလို့ပဲမနက်ကကျွန်တော်တွက်ဆိုင်လေးမကြည့်လိုက်ဘူးလားမသိဘူးဗျာเนาะကျွန်တော်မနက်က၄ဘိုင်ကို၃ည၃ချိန်နဲ့တွဲရမှာဗျာဒီကျေးဇူးပါတော့ဟုတ်ကဲ့ပါဗျာဒါဆိုကျွန်တော်ပရိတ်တိုင်းလေးပြပြမှာပေါ့เนาะကိုမတို့ကကြိုက်ရင်တော့၃ဗျာ ြည်ပါဆရာကြီးကျွန်တော်ကလေးမကြိုက်လိုက်တာလားဟုတ်ကဲ့ပြန်နော်တခါတလေမှာတော့ကျွန်တော်တို့အဲ့လိုလုံးပိုင်းလေးတွေကတော့လေးပိုင်းဆိုလဲကျွန်တော်တို့ပရိတ်နေတဲ့ခါကျရင်ပေးသွားလိမ့်တယ်ပါလို့နော်မြန်မာနေလို့အများအပေးနေပါတယ်လေဟုတ်ကဲ့ပါဗျာနော်အားပေးမှုတော့လေကျေးဇူးတင်ပါတယ်ဗျာမမြင်ရဘူးတဲ့အပေါ်နေနဲ့တင်ပေးပါဗျာတဲ့ ော်ဟုတ်ကဲ့ပြန်တော့ခဏနေတင်ပေးမယ်ပြန်နော်အပေါ်မှာကျွန်တော်ပြရစီရလေးရှိသေးလို့ပဲဗျာကိုစိုးမိုးမင်္ဂလာပါကိုစိုးမိုးလည်းပြောင်းနေတယ်ဗျာနော်ဒီမနေ့မကြည့်မိဘူးတဲ့ဟုတ်ကဲ့ပါဗျာဒါဆိုရင်ကျွန်တော်ဗရိတ်လိုင်းလေးတော့ပြပြလို့မပေါ်နော်ရရင်အောင်နဲ့မင်္ဂလာပါအေဂျင့်တာယာပြောရှင်ချမ်းမြေပါစေတဲ့ဟုတ်ကဲ့ပါဗျာပေးရဆူနယ်လေးပြည့်စုံပါစေဗျာ ဒီညနေထိတ်ဖြစ်ဖြစ်တဲ့နောက်ဖြစ်ဖြစ်တလုံးတော့ပိုင်းလေးပေးပါတဲ့ကိုင်းထဲလိုက်မယ်ဟုတ်ကဲ့ပြန်နော်အဲ့လိုတော့မပေးတော့ဘူးကျွန်တော်ဗရိတ်လိုင်းလေးတော့ပြပေးမယ်ပေါ့နော်အကူမတို့ကကြိုက်ရင်တော့သုံးပြဒီမှာဆိုကျွန်တော်တို့ကုစုမှုရဲ့လေးကိုထိတ်ရတယ်ဗျာတဲ့အခုညနေလာမသိပြန်နော်ကုစုမှုလေးကိုထိတ်ကကျွေးတဲ့အလုံးဝင်ရမှာမို့ပါတဲ့ဟုတ်ကဲ့ပြန်နော်ဒီမှာကျွန်တော်တို့ သုံးညာရှစ်လေးနော်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့ကျွန်တော်ဒီမှာဒီနှစ်ပြည့်သုံးညာရှစ်လေးပေါင်းခြင်းဒီနှစ်ဖြစ်လို့ကျွန်တော်တို့နှစ်ပြည့်မှာ39ဆိုပြီးတော့ထွက်တယ်ဗျအဲ့တော့ကျွန်တော်ဒီမှာလဲသုံးညာရဲ့ရှစ်ရဲ့သုံးရဲ့ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီတစ်ဖြစ်လို့ကျွန်တော်တို့ဒီမှာဒီလဲတစ်ပြည့်ဒီတစ်ပရိတ်မှာလဲကျွန်တော်တို့၈၃ဆိုပြီးတော့ထွက်တယ်ဗျ ဒါကြောင့်ဒီမှာဒီ9ရဲ့9ရဲ့ဒီရက်9ရဲ့ပေါ့နော်9 9ပေါင်းခြင်းဒီ3ဖြစ်လို့ကျွန်တော်ဒီမှာဒီ3ပြည့်ကိုယ်စုံမလို့ဟုတ်တယ်ညနေ၄ကိုထိတ်ရပါတယ်ဟုတ်ကဲ့ပြန်เนาะဒါဆိုရင်ကျွန်တော် break line နေပေါ့ ီမှာကျွန်တော်တို့384ပေါင်းခြင်း2ဖြစ်လို့2ပြိမ့်မှာ39ထွက်တယ်။ဒီမှာ383ပေါင်းခြင်း1ဖြစ်လို့1ပြိမ့်မှာကျွန်တော်တို့83ဆိုပြီးထွက်တယ်ဗျ။ဒါဆိုဒီနေ့မှာကျွန်တော်တို့9ရေ9ရေဒီက9ရေပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ပြိတ်ဆိုရင်ကျွန်တော်တို့ဘာထွက်မလဲပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ပြိတ် line လေးပေါ့ တုံညရဲ့၄ရဲ့ဒီကတုံညရဲ့ဒီသုံးလုံးပေါင်းချင်းဒီ၄၄ရဲ့နှစ်ခက်ဒီနှစ်အဲ့ဒီနှစ်ဒီလဲ break အလုံးမဲ့နားလဲမဲ့ထင်တယ်ဗျကျွန်တော်တို့ဒီမှာတုံညရှစ်လေးပေါင်းချင်းနှစ်ဖြစ်လို့နှစ် break ပေါ့နော်ဒါဆိုရင်နောက်ထပ် break line ဒီတုံညရဲ့၄ရဲ့ဒီကတုံညရဲ့ဒီသုံးလုံးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့နှစ်ခက်ဒီနှစ်ဒီနှစ်ဒီလဲ break ကျွန်တော်ဒီမှာနှစ် break နှစ် break ပေါ့နော် နှစ်ပရိတ်နှစ်ပရိတ်မှာဆိုတော့ကျွန်တော်တို့နှစ်ပရိတ်တရားကောင်းတာပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့3ခုဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာလဲ383ပေါင်းချင်းဒီ1ဖြစ်လို့1ပရိတ်ဒါဆိုကျွန်တော်ဒီမှာအပေါ်ပင်တိုင်းမှာ3ရဲ့2ရဲ့ဒီက6ရဲ့3ရဲ့2 6ပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့နှက်ခတ်ဒီ၁ဒီ၁တည်းလေပြိတ်ဒါကကျွန်တော်ဒီမှာဒီ၁ပြိတ်ဒီနှစ်ချက်ပေါ့နော်၁ပြိတ်နှစ်ချက်မှာကျွန်တော်တို့၈၃ဆိုပြီးတော့ထွက်တယ်ဗျာ ဒီဘော်ပင်မှာလဲကျွန်တော်တို့နှစ်ပြိတ်မှာနှစ်ပြိတ်ကနှစ်ချက်ပေါ့နော်နှစ်ပြိတ်နှစ်ချက်မှာ3ကိုဆိုပြီးထွက်တယ်ဒီပင်မှာလဲတစ်ပြိတ်ဒီနှစ်ချက်မှာကျွန်တော်တို့8 3ဆိုပြီးတော့ထွက်တယ်ဗျအားလုံးမဲ့ဒါလေးနားလည်မဲ့ထင်ပါလိမ့်ဗျာနော်အခုမှတော့ကြိုက်နေတက်မှာ3ဗျာဒီမှာကျွန်တော်တို့6ရဲ့6ရဲ့ဒီက9ရဲ့ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ပြိတ်ဒါဆိုရင်ကျွန်တော်နောက်ထပ်ပြိတ်လိုင်းလေးပေါ့နော်6ရဲ့6ရဲ့ပေါင်းချင်းဒီ8 8နဲ့ဒီက9နဲ့ပေါင်းတော့9 ဒီ၃လုံးပုံချင်းဒီ၅ဖြစ်လို့၅ရဲ့နှစ်ခက်ဒီ၃ဒီ၃ဒီလဲပြဋိအားလုံးပဲကျွန်တော်ဟိုလေးကိုနားလဲမြင်ထင်ပါတယ်ဗျကျွန်တော်ယူကျင်တာလေးပေါ့နော်ဒီကြီးရဲ့၃ပြဋိထိုးမယ်တဲ့ဟုတ်ကဲ့ပါဗျ အခုမှတော့ကြိုက်နေတဲ့တော့၃ပေါ့နော်ဒီမှာကျွန်တော်တို့နှစ်ပရိတ်နှစ်ပရိတ်နှစ်ချက်မှာ၃၉ဆိုပြီးနှစ်ပရိတ်ကထွက်တယ်ဒီမှာလည်းကျွန်တော်တို့တစ်ပရိတ်တစ်ပရိတ်နှစ်ချက်မှာလည်းကျွန်တော်တို့၈၃ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာဒီ၃ပရိတ်၃ပရိတ်ပေါ့နော်ဒါမျိုးလေးရပေးနေရမှန်ခဲ့ရင်တော့ကျွန်တော်တို့ဒီမှာဒီ၃ပရိတ်ဒီ main ပေါ့ဗျကိုစုံမှုတဲ့တောင်းကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော်ကိုလေးအားထိုးတင်ပါတယ်တဲ့ကိုထက်ကဟုတ်ကဲ့ဗျဒါကတော့ကျွန်တော်မြင်တွေ့တာလေးဘောနော် ကိုမတွေကိုပေါက်စီကျင်လို့လာကျွန်တော်ချပြပေးခြင်းဖြစ်တယ်ဗျ။အကိုမတို့ကလည်းကြိုက်နေတဲ့မှလည်းတော့ဗောနော်ဒူးဒီမှာတော့အပိုင်ရလို့တော့မရှိဘူးဗျ။ဒါဆိုနောက်ထပ်ဖြစ်နိုင်တာလေးဗောနော်ဒါကတော့ကျွန်တော်တို့နှလုံးလုံး break ဗော။တုံညာရဲ့လေးရဲ့ဒီကတုံညာရဲ့ဗောနော်။တုံညာလေးတုံညာဒီသုံးလုံးပေါင်းကျင်းတည်ကျွန်တော်တို့လေးဖြစ်လို့လေးရဲ့နှစ်ခက်တည်နှစ်လေးနှစ်ပြိတ်လို့ယူမယ်ဆိုရင်လည်းကျွန်တော်တို့နှစ်ပြိတ်ပါမယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာတည် တုံညာရဲ့နှစ်ရဲ့ဒီရ9ရဲ့တုံညာနှစ်ကိုပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ရဲ့နှစ်ခက်ရှစ်တစ်ရှစ်ပြိလို့ယူမယ်ဆိုရင်လည်းကျွန်တော်တို့တစ်ပြိပါလေဗျဒီမှာတော့ကျွန်တော်တို့9ရဲ့9ရဲ့ပေါင်းချင်းဒီရှစ်ရှစ်နဲ့ဒီရ6နဲ့ပေါင်းတော့နှစ်ပေါ့နော်နှစ်ရဲ့နှစ်ခက်လေးနှစ်လေးပြိလေးဖြစ်သွားဖြစ်တော့သွားနိုင်နေပြဗျဒါပေမဲ့ကျွန်တော်တို့3ပြိဒီတော့ပိုရအကောင်းတာတော့တွေ့ရတယ်ပေါ့နော် ုံမောင်းနဲ့လိုင်းပြန်တက်လာလားဟုတ်တယ်ဗျာနော်လိုင်းပြန်တက်တာပဲဗျာမီးရမပြတ်တော့မပြတ်သေးဘူးဆိုတော့လေမင်္ဂလာပါကျမ်းမာပါစေရှင်နဲ့နော်ဟုတ်ကဲ့ပါဗျာပြည့်တဲ့သူနဲ့ပြည့်စုံပါစေဗျာကိုမလည်းကျန်းနေတယ်တော့၃ပေါ့နော်ကျွန်တော်ကတော့၃ပရိလေးကိုတော့ကြိုက်တယ်လို့ပဲပြောချင်ပါတယ်ဗျာဒီမှာဆိုတော့ဒီအပေါင်းချင်းပေါ့နော် 4ရဲ့3ညရဲ့ပေါင်းခြင်းဒီ4ဖြစ်လို့4နှစ်ခတ်ဒီနှစ်4နှစ်ပြိလို့ယူမယ်ဆိုရင်လည်းကျွန်တော်တို့39ဆိုပြီးတော့နှစ်ပြိထွက်တယ်ဒီမှာလည်းကျွန်တော်တို့2ရဲ့6ကပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ10ဖြစ်လို့10နှစ်ခတ်10 10တက်ပြိလို့ယူမယ်ဆိုရင်လည်းတက်ပြိဆိုပြီးထွက်တယ်ဗျဒီမှာပြနော်ဒီက4ရေဒီက3ညရေပေါ့နော် လေးရဲ့တုံညာရဲ့ပေါင်းခြင်းဒီလေးဖြစ်လို့လေးနှစ်ခက်နှစ်လေးနှစ်ပြိဆိုလဲကျွန်တော်တို့နှစ်ပြိထွက်တယ်ဗောနော်၃၉ဒီမှာလဲကျွန်တော်တို့ဒီရက်နှစ်ရဲ့ဒီရက်၉ရဲ့ပေါင်းခြင်းဒီတစ်ဖြစ်လို့တစ်ရဲ့နှစ်ခက်ရှစ်တစ်ရှစ်ပြိဆိုလဲကျွန်တော်တို့တစ်ပြိပါမှာဗောနော်ဒါဆိုရင်ဒီမှာကျွန်တော်တို့၉ရဲ့ဒီရက်၄ရဲ့ပေါင်းခြင်းဒီ၃ဖြစ်လို့၃နှစ်ခက်၅၃၅ပြိလို့လည်းဖြစ်သွားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့၃ပြိကတော့ပိုပြီးအားကောင်းနေပြန်နော်ဒါကြောင့်မို့ကျိုင်းနေတဲ့ရင်တော့၃ပြိကိုပဲကျွန်တော်ကစားကြည့်ချင်ပါတယ်ဗျအားလုံးမဲ့နားလည်းမဲ့လို့လည်းထင်ပါတယ်ဗျ ချစ်ဖြိုးဝေးတဲ့နှင်းငါဟိုရှင်းငါကောင်းလာညီလေးတဲ့ပရိတ်တော့ကျွန်တော်တို့သုံးပရိတ်ဆိုတော့ရှင်းငါလည်းဖြစ်သွားနိုင်ပါလိမ့်ဗျာနော်ကျွန်တော်တို့ဝမ်းချင်းထဲမှာတော့၃ညာ၅ဝမ်းချင်းလည်းရှိတာဖြစ်တဲ့အတွက်ပရိတ်တစ်လုံးနဲ့ဆိုရင်တော့ကျွန်တော်တို့ကဏန်းတီတော့၅ခွဲပေါ့နော်အားလိုက်ရင်တော့၁၀ခွဲတော့ဖြစ်သွားမှာပေါ့လာမင်းမင်းနဲ့၃ညာ၃ကြိုက်တယ်ဟုတ်ကဲ့ပါဗျမင်းခင်မင်္ဂလာပါဗျဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျ ဒါဆိုကျွန်တော်ဒီညနေမှာတော့သုံးပလေးလေးတော့ပို၍ကောင်းတယ်လို့ယူဆတာပေါ့နော်။ဒါပေမဲ့လည်းလူဒီမှာတော့အပိုင်ကနိုင်ရလို့တော့မရှိဘူးဗျ။ဒါကြောင့်မို့အကိုမတို့ကချင့်ချင်းပြီးတော့လည်းကစားစီချင်ပါလိမ့်ဗျ။တကယ်လို့အကိုမတို့ကလုံးမရှိတယ်ဆိုရင်ပေါ့နော်။လုံးမရှိရင်သုံးပလေးလေးကိုတွဲပြီးတော့ကစားမယ်။ဝမ်ချင်းရှိရင်လည်းအဲ့တိုင်းပဲပေါ့နော်။ဗန်လေးတဲ့ဘယ်တော့မှဟိုင်းထားတယ်လည်းပြန်လဲမဟိုင်းဘူးဗျ။ဟုတ်ကဲ့ဗျာနော်ကျွန်တော်လည်းခဏစားရရမမြင်အောင်ဗျာနော်။ ကနန်းနီယဝါနီယဖြစ်တဲ့အတွက်မမြင်ရတာဖြစ်တဲ့အတွက်ကျွန်တော်လည်းပြန်ပြီးမပြောတာပါဗျာနော်ဘာမှမျက်မှွန်နဲ့အော်မျက်မှွန်လည်းပြန်ပေါ်လာပြန်နော်ဟုတ်ကဲ့ပါဗျာအဲ့ဆိုညနေမှာ၃ break လေးပေါ့နော်ကိုမတို့ကြိုက်နေတဲ့အတိုင်းတော့၃ပါဗျအားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်ဗျအားလုံးပဲ bye bye see you ပါအားလုံးပဲ